မမနာမည်ကတော့ Rosie ဆွဆွဖြစ်ပါတယ်ရှင်။ Miss Universe Border Tower ကိုစားပြုပါ။ငွေတက28နှစ်ပါ။လက်ရှိလောကကညီမက blogger လည်းလုပ်တယ်ပေါ့နော်။အကွာ freelance Korea Celebrity လည်းလုပ်ပါတယ်။ မဇာတိကတော့ ARV တိုင်းဂျုံမျိုးမျိုးอ่ะပါ ARV တိုင်းမှာနေရဆိုတာညီမကအခုမိဘတွေက ARV တိုင်းမှာနေလို့ပေါ့เนาะညီမဆိုလို့ရှိရင်မုံမျိုးပေါ့เนาะအဲဒါပေမဲ့ညီမအခုရန်ကုန်မှာနေနေကြပြီဖြစ်တဲ့အတွက်ရန်ကုန်မှာပဲပွဲဖြစ်တဲ့လုပ်ဖြစ်တဲ့အတွက်ပေါ့เนาะရန်ကုန်ကိုစားပြုအနေနဲ့ပဲဝင်ရောက်ရှင်နေလို့ဖြစ်ပါတယ် Miss ကတော့ငငယ်လေးကညီမအရန်ဖြစ်ရှိခဲ့တဲ့အိမ်မက်တစ်ခုဖြစ်ပါတယ်အဲ့ထက်မှာ Miss Universe ကအမြင့်ဆုံးအကောင်းဆုံးပေါ့ညီမနဲ့လည်းအသင့်တော်ဆုံးညီမနဲ့ life ဖတ်တယ်ထင်လို့ပေါ့เนาะ ်မနစ်ကတော့ Miss Universe နေပြီးတော့ဝင်ကြိုင်းခဲ့ပူပါတယ်ဟုတ်အဲ့မှာ second runner အမေပဲရခဲ့ပေါ့နော် body beauty brain behavior အကုန်လုံးပေါ့နော်ညီမအစမ်းကိုရှိသလောက်တော့ကြိုးစားပြီးရပြင်ဆင်ထားပါတယ်ဟုတ်ကွာညီမယုံကြည်ပါတယ်အကောင်းဆုံးတော့တနိုင်သေးညီမဘက်ကလှုပ်သွားမယ်လို့တော့ခရီးပေးနိုင်ပါတယ် miss တယောက်မှာရှိတင်ရှိတိုက်တဲ့အခြေသွေးတွေဖြစ်အောင်စူးစမ်းနေပါတယ်။အဲ့အတွက်ကျွန်မကိုယုံကြည်ပြီးတော့ကျွန်မကိုလေ့လာကြည့်ပါ၊စောင့်ကြည့်ပေးပါ။ပြီးတော့ကျွန်မကိုသဘောကျတယ် miss တယောက်ရဲ့စံရင်စံလုံးနဲ့ကိုက်ညီခဲ့တယ်လို့ခံစားချက်ရရဲဆိုလို့ရှိရင်ကျွန်မကိုပုံတင်နေပါတယ်ပေးကြပါလို့ကျွန်မဒီညနေ့တောင်းဆိုချင်ပါတယ်။ Empower Woman Campaign တဲ့ Future ဆိုတဲ့အတိုင်းပဲပေါ့နော်ဒီမျိုးသမီးတွေကိုရည်ရှင်ရှိရှိနဲ့ပေါ့နော်ကိုကိုယ်တိုင်ရည်တည်နိုင်အောင်ဟိုဆင်းရဲတဲ့ဖြစ်စေချမ်းသာသည့်ဖြစ်စေပေါ့နော်ဟိုအစင်တန်းဘာမှမဆိုင်ဘူးပေါ့နော်ကိုမွေးဖွားတဲ့အရာရင်းနဲ့မတူညီပဲနဲ့ညီမတို့စွမ်းကုန်စူးစမ်းပြီးတော့ပညာရေးလူမှုရေးစီးပွားရေးဒီတန်တမန်ရေးရာပိုင်းစတာတွေမှာပေါ့နော်တိုးတက်ဖွံ့ဖြိုးဖို့အတွက်ကိုကိုကိုအားကိုးနိုင်ဖို့အတွက်အများကြီး supporting ပေးခြင်းနဲ့ Miss Universe Border House လို့ဆက်ဆက်ဖြစ်ပါတယ်။ညီမကိုလည်းအားပေးကြပါအောင်လို့ဒီနေ့ကနေပြီးတော့တောင်းဆိုချင်ပါတယ်ရှင်။